ါရှင်ခုနေသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတိရှိခွန်ကဗီဒီယိုရဲ့ YouTube Channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆီမကတော့ဆောလာနွေနီဖြစ်ပါတယ်ဆီမနေနဲ့က2025ခုနှစ် ဂျွန်လအတွက်တနင်္ဂနွေသားသမီးတွေရဲ့ထီကန်စာတာနဲ့လက်ကီးအဆောင်ရေဒီယာလေးတွေကိုတခုချင်းပြပြပေးသွားမှာဖြစ်ပါတယ်အော်ဒီလအတွင်းမှာတနင်္ဂနွေသားသမီးရဲ့အထီကန်စာတာကောင်းမကောင်းထီထွားမယ်နဲ့အချိုးပေးကနေအချိုးပေးအချိန်တိုင်းရက်ဒေတာနဲ့ပြုလုပ်ရမယ့်ရေဒီယာလေးတွေဒီတလောင်းလောင်းကန်ကောင်းစေဖို့အတွက်အဆောင်ရေဒီယာလေးတွေနဲ့လက်ကီကာလာလေးတွေကိုတခုချင်းပြပြပေးသွားမှာဖြစ်ပါတယ် အစီအစဉ်လေးမစတင်ခင်မှာစင်မအနေနဲ့မြစ်တာရက်ခံခြင်းနာကတော့စင်မတို့ရဲ့ဗီဒီယိုလေးတွေကိုလည်း share လေးပြုလုပ်ပေးပါစင်မတို့ရဲ့တရှိခွန်က YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါเนาะစင်မတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะအရင်ဆုံးတနင်္ဂနွေအသားသမီးတွေဒီလအတွက်ထီကန်လေးကိုအရင်ဆုံးဟောပေးသွားမှာဖြစ်ပါတယ်ဒီလအတွက်ထီကန်ကိုကြည့်လိုက်တဲ့အခါမှာတနင်္ဂနွေအသားသမီးတွေအတွက်အလွန် ကောင်းတဲ့เนาะဒါထိကန်အလွန်ကောင်းတဲ့လာလေးတလာပဲဖြစ်ပါတယ်အဲ့တော့ဒီလအတွင်းမှာလည်းတင်းငွေတာသမီးအကုန်လုံးอ่ะဗောနောမဖြစ်မနေထီထိုးအင်းတဲ့လာလေးတလာပဲဖြစ်ပါတယ်ထီထိုးဖို့အတွက်အကောင်းဆုံးနေလေးကိုရွေးချယ်လိုက်တဲ့အခါမှာတင်းနာနေဖြစ်ပါတယ်ထို့ကြောင့်တင်းနာနေမှာရွေးပြီးတော့ထီထိုးပေးပါထီထိုးဖို့အတွက်အကျိုးပေးခနဲအကျိုးပေးအခရာလေးတွေကိုကြည်လိုက်တဲ့အခါမှာကခကကန်ကအခရာเนาะအကျိုးပေးခနဲလေးကတော့နှစ်ခနဲတစ်ခနဲခွန်သုံးခွန်သုံးညာခနဲပေါ့เนาะ နှစ်ကဲတစ်ကဲခွန်ရဲတုံညရဲဒါအချိုးပင် lucky ကဏ္ဍလေးတွေဖြစ်ပါတယ်เนาะ အဲမိမိတို့အနေနဲ့ဒါအချိုးပေးခဏအချိုးပေးရခရာလေးနဲ့ထီထိုးတော့မယ်ဆိုရင်တနင်္လာနေ့တနေ့တာအတွင်းမှာအကောင်းဆုံးချိန်လေးဆိုတာရှိပါတယ်အဲ့ဒီချိန်မှာရွေးပြီးတော့ထီထိုးပေးပါဒီချိန်မှာရွေးပြီးတော့ထီထိုးတာပဲဖြစ်ဖြစ်ရေကြီးသောကိစ္စတွေရေကြီးသောစကားတွေရေကြီးသောအကြောင်းအရာကိစ္စအဝဝပြုလုပ်ပြောဆိုရမှာဒီချိန်မှာရွေးပြီးပြုလုပ်ပြောဆိုခြင်းဖြင့်အောင်မြင်မှုရရှိမဲ့အချိန်လေးပါနော်တနင်္လာနေ့တနေ့တာအတွင်းမှာအဲ့တော့အဲ့ဒီချိန်မှာရွေးပြီးတော့ထီထိုးခြင်းရင်လည်းကံတရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်အဲ့ဒီချိန်လေးကမုတ်ဆိုးရှူရာခိုင်အချိန်လို့ခေါ်ပါတယ် နေ့လယ်တနာရီ7:00ကနေ3:36အတွင်းမှာပါအဲ့ဒီအချိန်မှာရွေးပြီးတော့ထီထိုးပါကန်တရားရဲ့ထောက်ပံ့ကောင်းတွေရရှိလာမှာဖြစ်ပါတယ်เนาะတခြားနိုင်ငံတွေမှာနေတဲ့သူတွေအတွက်ကတော့မိမိတို့ထီထိုးဖို့အတွက်အကျိုးပေးနေပေါ့เนาะဒါအကျိုးပေးနေရဲ့ ဒါဒါအချိန်နာရည်ပေါ့နော်အချိုးပေးခနဲ့ရဝယ်ရွေးချယ်လို့ရပါတယ်နော်ဒါအခရာကိုရွေးစရာမလိုပါဘူးအဲ့တော့မိမိတို့အနေနဲ့ရက်ဒေတာကိုရွေးချယ်မယ်ဆိုတော့အရှိရက်ကအချိုးပေးရက်ဖြစ်ပါတယ်အဲ့တော့ထီထိုးပြီးသွားပြီပေါ့တင်းနာနေမှာပေါ့နော်ဒါတင်းငွေတွေသားသမီးတွေထီထိုးပြီးသွားပြီဆိုရင်ထီကန်ကောင်းမှုအတွက်ပြုလို့ရမယ်ရက်ဒရားလေးရှိပါတယ်နော်အဲ့တော့ဒီတလာလုံးရရကန်ကောင်းမှုအတွက်ထီကန်ကောင်းမှုအတွက်ပြုလို့ရမယ်ရက်ဒရားလေးကတော့မမိအိမ်ဖျားမှာကြာစံကြော်လေးတစ်ပွဲအမြဲတမ်းကတ်လို့ပေးပါနော်အဲ့တော့ကြာစံကြော်လေးတစ်ပွဲကတ်လို့ပေးပါရေတန်နဲ့တစ်ခွက်ကတ်ပါ နောက်ပြီးတော့တရဝါလေးတွေအစာကျွေးငါတို့ငှက်တို့ပေါ့နော်ဒါခွေးတို့ကြောင်တို့အဆင်ပြေတို့ပေါ့နော်တရဝါလေးတွေအစာကျွေးပြီးထီကန်ကောင်းမှုထီစုပတ်ဖို့ဆူတောင်းခြင်းမြေကန်တရရဲ့အထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်ဒါဒီတရာလုံးတွေထီကန်လေးပေါ့ နောက်ထပ်တနင်္ဂနွေသားသမီးတွေလက်ရှိဒီလအတွင်းမှာအလုပ်ကိုင်းကိစ္စစီးပွားရေးငွေရေးကြေးကျန်းမာရေးအခြေပညာရေးအစားပေါ့နော်အစားအစာရအစီအပြေဖို့ဆိုအထူးကံကောင်းစေမယ့် lucky အဆောင်ပြောပြပေးပါမယ်အဲ့တော့ lucky အဆောင်လေးကတော့ဒီလအတွက်စီးပွားကမုန်းလေးဆောင်ထားပေးရမှာဖြစ်ပါတယ်နော်ရတရာလေးကတော့ဒါမိမိတို့အိမ်ဖျားမှာပဲခုနကဒါကြာစံညော်တော့ပဲရေတန်လေးတစ်ခွက်တရဝါလေးတွေအစားကျွေးပြီးစူတောင်းပေးပါနော်ဒီရတရာလေးကတော့ထီကံကောင်းဖို့ရောဒါတလာလုံးကံကောင်းစေဖို့အတွက်ရတရာလေးဖြစ်ပါတယ်အဲ့တော့မိမိတို့အနေနဲ့ဒီအဆောင်လေးပေါ့နော်အဓိကအဲ့တော့ဒီကမုန်း ုံးဆောင်ပေးရမှာဖြစ်ပါတယ်စီပွားကမုံကဒါလူတိုင်းသိတဲ့เนาะဒါအာဒီကမုံမန်းလေးတွေဖြစ်ပါတယ်ကမုံပင်လေးဖြစ်ပါတယ်ပေါ့เนาะဒါစီပွားတက်ကမုံလေးတွေမိမိအိမ်အဝင်ဝမှာအိမ်ရှင်းမှာเนาะဒါစိုက်ထားပေးလို့ရတယ်အိမ်ဝင်ဝမှာထားထားပေးလို့ရတယ်မိမိတို့ရဲ့အဲကန်းလေးတွေမှာဒါစီပွားကမုံမွေးလေးတွေထားထားပေးလို့ရပါတယ်ဒီလိုမျိုးထားခြင်းဖြင့်ကိုယ့်ရဲ့အိမ်မှာเนาะအိမ်တွင်းရေးစီပွားရေးအလောက်ကိုင်းကိစ္စငွေရေးချေးရအဆင်ပြေမယ်အိမ်တွင်းအေးချမ်းမယ်စီပွားလက်လာပါတွေတိုးတက်မယ်အေးရအဆင်ပြေချုံမမှုတွေရရှိလာပါလိမ့်မယ်เนาะနောက်ထပ် ဒီရောင်းဝယ်လုပ်နေတဲ့သူတွေခီးသွွာလာနေတဲ့သူတွေပွဲရုံပွဲစားလုပ်ငန်းလုပ်နေတဲ့သူတွေကားဆွဲနေတဲ့သူတွေကိုယ်လုပ်ငန်းအောင်မြင်ခြင်းနဲ့စီးပွားတက်ခြင်းနဲ့အရေးအဆင်ပြေခြင်းနဲ့ဆိုမမီတို့ရဲ့ပေါ့နော်ဒါလုပ်ငန်းစပွဲပေါ်လေးမှာစီးပွားကမုံလေးထားထားပေးနော်ဒါကမုံရွက်လေးစောင့်ပြီးတော့ကိုပြောခြင်းနဲ့ရောင်းဝယ်စကားတွေပြောပေးခီးသွွာတဲ့နေရာမှာလည်းကမုံရွက်လေးစောင့်ပြီးတော့ခီးစီးပွားကမုံရွက်လေးစောင့်ပြီးတော့ခီးသွွာတာမျိုးလေးတွေပြုလုပ်ပါကားဆွဲနေတဲ့သူတွေကတော့ကားရဲ့ခေါင်းခန်းကားရဲ့နော်ဒါအခန်းထဲမှာခေါင်းခန်းထဲမှာစီးပွားကမုံလေးထားထားပြီးတော့ကားဆွဲတာကားမောင်းတာမျိုးပြုလုပ်ခြင်းမြေ ြင့်เนาะခါတိုင်းနဲ့ပို့ပြီးဝင်ဝင်ကောင်းမယ်အရရအဆင်ပြေလိမ့်မယ်ပေါ့เนาะလုပ်ငန်းလေးတွေပြန်ပြီးတော့เนาะပို့ပြီးတော့အဆင်ပြေလာနိုင်ပါလိမ့်မယ်နောက်ထပ်ဆိုင်ကန်းဈေးကန်းစတိုးဆိုင်စားတောက်ဆိုင်ကုံစုံကုံကြောက်ကုံစိမ့်ဘာဆိုင်မဲရောင်ရောင်ကိုယ်ဆိုင်မှာဈေးရောင်းကောင်းခြင်းနဲ့လူဝင်လူထုတွေများခြင်းနဲ့ရောင်းအပ်တတ်ခြင်းနဲ့ဆိုရင်ဆိုင်ရဲ့အဝင်ဝမှာစီးပွားကမုန်းလေးတွေစိုက်ထားပေးတာ နော်ပန်အိုးလေးတွေထထားပေးတာဆံရက်ကောင်းတာပေါ်မှာထထားပေးတာရောင်းချင်တဲ့ PC တွေခြားထဲမှာစီးပွားကမုန်းဝင်တွေထထားပေးတာမျိုးပြုလို့ချင်းပြအရောင်းဝယ်တက်မယ်အဆင်ပြေမယ်ရောင်းဝတ်တက်မယ်ခန္ဓာကိုယ်မှာဆောင်ပြီးရောင်းဝယ်စကားတွေပြောရင်လည်းအဆင်ပြေပါလိမ့်မယ်နော် ဲ့တော့ရေရရာလေးကတော့ကြာစံကြော်လေးတစ်ပွဲရေတန်လေးတစ်ခွက်နော်တရဝါလေးတွေအစာကျွေးပြီးလိုရာဆူတောင်းပေးပါအဲ့ဒါမိမိတို့အနေနဲ့ပေါ့နော်ဒါငွေရေးကြေးကန်ကောင်းခြင်းနဲ့ငွေဝင်ခြင်းနဲ့လက်ရွှေခြင်းနဲ့ဆိုရင်ဒါစီပွားကမုန်းရွယ်လေးမှာငွေဝင်စေလက်ရွှေစေရေးပြီးတော့မိမိရဲ့ပတ်စံအိမ်လေးမှာစောင့်ထားပေးလို့ရတယ်မုလင်းနာနဲ့ပတ်စံအိမ်လေးပုတ်ပြီးတော့နော်လက်နှိုးခါလာလေးရွတ်ပေးပါငွေရေးကြေးကန်ကောင်းလေးမယ်အခုညသွားတောင်းခြင်းနဲ့ဆိုရင်လည်းဒါစီပွားကမုန်းရွယ်လေးစောင့်ပြီးတော့အခုညသွားတောင်းလို့ရပါတယ်နော် နောက်ထပ်ကျမ်းမာရင်ညံ့နေတဲ့သူတွေစိတ်တို့စိတ်တလုံးနေတဲ့သူတွေပေါ့နော်အဲ့ဒါယောဂကြီးကြီးမားမားမကြက်မကြရအောင်မမိတို့ရဲ့ခေါင်းလေးမှာစီပွားကမုန်းလေးထထားပေးအခန်းမမိရဲ့အခန်းထဲမှာထထားပေးတာမျိုးပြုလုပ်ပါရရအနေနဲ့ကတော့ကြာစံကြော်လေးတစ်ပွဲရေတန်လေးတစ်ပွဲတရဝါလေးတွေအစာကျွေးပြီးတော့ဆူတောင်းကြီးပြီးကြီးကြီးမားမားယောဂဆိုအညံ့နေမကြရောက်နိုင်ဘူးနော်နောက်ထပ်မမိတို့အနေနဲ့အိမ်တွင်းအိမ်နောင်ရဲ့ကရောက်ကစားလေးဖြစ်နေတဲ့အိမ်နောင်ဘက်နဲ့ဒိတ်ချက်ချက်လေးဖြစ်နေတာမျိုးလေးတွေရှိတယ်ဆိုလင်းမြန်းရောက်ကတက်ပုံမှာမှာဒါစီပွားကမုန်းလေးတင်ထားပေးတာမျိုးနော်ဒါထထားပေးတာမျိုးပြုလုပ်ပေးပါအဲ့ဒါဆိုရင် ီမမပြဿနာမတက်ဘူးပေါ့နော်ဒီကမုံရွက်လေးဆောင်ပြီးတော့ကိုပြောချင်တဲ့စကားပြောပြီးကိုပြောတဲ့စကားအောင်မြင်လိမ့်မယ်နောက်ထပ်ချစ်သူစုံတွဲနေတဲ့အနေနဲ့ပေါ့နော်အခြေခံကောင်းဖို့အတွက် အဆင်ပြေဖို့အတွက်အဆင်မပြေဖြစ်နေတာကြီးပြန်ပြေအောင်ပေါ့နော်ကိုပြောချင်တဲ့စကားတွေပေါ့နော်အရရအောင်မြောင်စီးပွားကမုံရွယ်လေးဆောင်ပြီးတော့စကားပြောတာမျိုးနော်ဒါစီးပွားကမုံဒီချစ်သူနှူးရဲ့ဓာတ်ပုံပေါ်မှာဒါစီးပွားကမုံမင်းလေးတင်ထားပေးတာမျိုးထားထားပေးတာမျိုးပြုလုပ်ချင်းဖြင့်အရရအဆင်ပြေချုံမှုမှုနေရရှိလာလိမ့်မယ်နောက်ထပ်အလုံအင်တာဗျူးကိစ္စတွေဆမုံဝဲကိစ္စတွေရှိတယ်ဆိုရင်လည်းဒါကမုံရွယ်လေးဆောင်ပြီးတော့ပေါ့နော်ဒါအင်တာဗျူးဖြေပါ နော်ဒါဆမိုးဝဲဖြေပါကိုအတွက်ပေါ့နော်ဒါကံကောင်းခြင်းတွေရရှိလာမယ်ကံပြရဲ့အထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်ဒါဒီဒလာလုံးအတွက် lucky အဆောင်လေးဖြစ်ပါတယ်နော်အဲ့တော့ဒီဒလာလုံးအတွက် lucky color လေးတွေကိုကြည့်လိုက်တဲ့အခါမှာဒါပန်းရောင်ပန်းပွင့်ခဲရောင်ခဲပွင့်ပေါ့နော်အပြာပွင့်အပြာရောင်လေးက lucky color လေးတွေဖြစ်တဲ့အရေးကြီးသောကိစ္စတွေအရေးကြီးသောလုပ်ငန်းကိစ္စတွေခီးသွွာလာတဲ့နေရာမှာဝတ်ဆင်သုံးပြုခြင်းမြင့်ကံစရာပွင့်လန်းလာပါလိမ့်မယ်နော်ဒါဒီဒလာလုံးအတွက် lucky အဆောင်လေးနဲ့ချက်ရရာလေးတွေရဲ့ထီကန်လေးတွေရောဆင်မပြပြပေးသွားတာဖြစ်ပါတယ် အဲ့တော့ဒီအဆောင်လေးတွေဒီရေဒီယာလေးတွေပေါ့နော်ဒါပြုတ်လုတ်ပေးပြီးတော့ကန်ကောက်မှုတွေရှာယူပေးပါနော်နောက်ပြီးတော့ဒီတလာလုံးအတွက်လောက်ရမယ့်ရေဒီယာလေးတွေရာလဲဒါနေ့စဉ်ပြုတ်လုတ်လို့ရတဲ့တစ်ပတ်ကိုတစ်ချိန်နှစ်ချိန်သုံးချိန်ကိုစေတနာရှိသူလိုပြုတ်လုတ်ပေးပြီးတော့လိုရာစုတောင်းခြင်းဖြင့်ကန်တရားရဲ့အထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်ထို့ကြောင့်ဒီလအတွင်းမှာတနင်္ဂနွေအသားသမီးတွေထိစုကြီးပေါက်ကြပါစေအသက်ရှူတိုင်းနဲ့ဝင်ငွေတွေတိုးကြပါစေယောဂပေးအနေပေးတွေကင်ဝေးပြီးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆရာမကလည်းစုတောင်းမေတ္တာပို့သလိုက်ပါရဲ့ရှင် fogo. Cool.